ဤနေ့ဤရင်များအတွင်မဆေးမြို့ကြီးမှာခတိုင်းထက်ပို၍စီကားလျက်ရှိနေသည်မြို့တွင်ရှိဟိုတယ်ကြီးငယ်များနှင့်တဲခိုကန်များမှာအခန်းလုံးမရှိအောင်ပြည့်ကျက်နေသည့်အပြင်ဆိုရကေဟာများနှင့်နိုင်ငံခြားသားရက်ွက်များတွင်လည်းအကင်ခတ်တဲ့စီကား၍လူဝင်လူထွက်ပုံမူများပြားနေသည်ကိုတွေ့ရသည်မြို့လေကောင်လူစီကားရာဌာနများနှင့်အစိုးရရုံးများရှိရာနေရာတဝိုက်တွင်လည်းအရာအမျိုးမျိုးအလံအမျိုးမျိုးဖြင့်တန်တန်များများစီးနင်းလိုက်ပါလာသည့်ကားကြီးကားငယ်များနှင့် ငါကနမျိုးတို့ဒီဥတို့သွားလာဝင်ထွက်လျက်ရှိသည်မြို့သူမြို့သားများမှာလည်းတော်လို့ရရဖြင့်ကျော်ပွဲစားရုံများစားတောက်ဆိုင်များနှင့်ဘူရာယုံတင်မောစိတ်လေးစိတ်စသည့်လူစီကားရာဌာနများတွင်တယောက်နှင့်တယောက်တူးနှင့်တူးကြဲကြဲတမျိုးတူးတူးတပေါ်သုံးတကူသောအခြေခင်းကိုစိတ်ပါဝင်စားစွာဆွေးနွေးပြောဆိုနေကြသည်ကို တွေ့မြင်နေကြရသည် အထူးသဖြင့်ဤရများတွင်တင်းစာတပ်ပွေရောင်းသမားများ၏အော်တန်ဟစ်တန်များမှာ ို့၍ကြေလောင်တည်နေညာတည်င်းသာကိုခတိုင်းနေမြတ်ထက်ပို့၍အလူရသူထက်ငါတိုးဝေဝဲယူဖတ်ရှုနေကြသည်မှာတိတာထင်ရှားလာသည်အဖြေမှာအခြားကြောင့်မဟုတ်ပဲလွန်ခဲ့သည့်1914ခုနှစ်မှစ၍ဖြစ်ပွားလာခဲ့သည့်ပထမကမ္ဘာစစ်ကြီးသည်လေးနှစ်နီးပါးမျှကြာခဲ့ပြီလူပေါင်း9တန်းနီးပါးမျှအသက်ဆုံးရှုံးခဲ့ကြ၍လူပေါင်း6တန်းကဒဏ်ရာအနာတရဖြစ်ခဲ့ကြပြီနော်မကြသေးမီ1918ခုနှစ်နိုဝင်ဘာလတွင်ပြည်ဆုံးခဲ့ပြီဖြစ်ရာ စစ်နိုင်သည့်နိုင်ငံများမှခေါင်းဆောင်ကြီးများသည်ဤနှစ်ဤရက်များတွင်ဤဖာဆိုင်နုနိုင်တွိတ်ဆောင်ဆွေးဝေးကစစ်ပြေငင်းရေးစာချုပ်ကြီးကိုလက်မှတ်ရေးထိုးချုပ်ဆိုကြရန်စီမံဆိုင်ကင်းနေကြသောကြောင့်ဖြစ်လေ။တို့ဖြစ်ရာဤစစ်ပွဲတွင်အနိုင်ရရှိခဲ့ကြသည့်အင်္ဂလိပ်ပြင်သစ်ဆက်သည့်နိုင်ငံကြီးများမှခေါင်းဆောင်ကြီးများသည်ပြုံပြုံရှင်ရှင်ရည်ရည်ကမောကဖြင့်ဖာဆိုင်မြို့သို့တောက်ပြီးတောက်ဆက်ရောက်လာကြသလိုဂျာမနီတူရကီဆက်သည့်စစ်ချုပ်နိုင်ငံများမှခေါင်းဆောင်ကြီးများမှလည်းအသက်တာသည့်မျက်နှာအမူအရာများဖြင့် ဥကောင်းငဆိုင်ချကဒီပါဆိုင်တို့ဖွဲဖွဲရောက်ချီလာနေကြသည်ဤနိုင်ငံကြီးများမှာဤပုဂ္ဂိုလ်ကြီးများနဲ့မရှိမနှောင်းရှေ့စဉ်နောက်စဉ်ဆိုသလိုမထင်ရှားသည့်အော်ရအမျိုးသားအိန္ဒိယအမျိုးသားကိုရီးယားအမျိုးသားနဲ့အိုင်ယာလန်မျိုးသားစသည်များလည်းရေချောင်းလေချောင်းကုန်းချောင်းခီးလက်များမှတစ်ဆင့်ရှိုးရှိုးရောက်ရှိလာကြသည်ကိုတွေ့နေကြရသည်သူတို့တွေမှာစစ်ချုံးသူများလည်းမဟုတ်ကြသလိုစစ်နိုင်သူများလည်းမဟုတ်ကြ သို့သောသူတို့နိုင်ငံနဲ့သူတို့လူမျိုးများမှာစစ်ကြီးနှင့်ပတ်သက်သည့်နှစ်ဖက်သောကာယကံရှင်များဖြစ်ကြသည့်အင်္ဂလိပ်၊အင်ဒိ၊ဂျာမနီ၊တူရကီစသည့်အင်ပါယာနိုင်ငံကြီးများ၏လက်အောက်သို့ကျရောက်နေကြကြရာယခုစစ်ကြီးအပြည့်တွင်လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာပိုင်ဆိုင်မှုကိုပြန်လည်ရယူလိုသည့်ဆန္ဒဖြင့်ဤစစ်ပြည်ငြိမ်းစည်းဝေးပွဲကြီးကျင်းပရာသို့ညှို့လင့်ကျက်ကြီးစွာဖြင့်လာရောက်ကြခြင်းဖြစ်သည်။အထူးသဖြင့်စစ်ကြီးအပြည့်တွင်အမေရိကန်သမ္မတကြီးရီဇင်ကအချက်ကြီးစလေးချက်ပါဝင်သည့် ကဘာကျော်ပြညာချက်ကြီးကိုလူတိနဲ့ကြားထုတ်ပြန်ပြညာကြရရင်းပြညာချက်၌ကိုလိုနီလက်အောက်ခံနိုင်ငံများ၏လွတ်လပ်မှုဒိုင်းနုံမှုကိုနိုင်ငံချင်းများကအတိမတ်တူကြရန်ဟု၍အတီလင်းဖော်ပြပါရှိခဲ့သည်တို့ဖြစ်ရအဆိုပါရီစင်၏ပြညာချက်ကိုအကြောင်းပြု၍လက်အောက်ခံနိုင်ငံများမှမျိုးချေပုဂ္ဂိုလ်များသည်မိမိတို့တိုင်းပြည်နှင့်လူမျိုးလွတ်လပ်ရေးကိုဤစီပြည်ငြိမ်ရေးအစည်းအဝေးကြီးကစောင့်ကျဉ်းပြဋ္ဌာန်းပေးလိမ့်မည်ဟုတတိယမှတ်ယူကရောက်ရှိလာကြခြင်းဖြစ်သည် လက်အောက်ခံကိုလိုနီနိုင်ငံများမှရောက်ရှိလာကြသည့်ကိုယ်စားလှယ်များအကြားတွင်ထူးထူးခြားခြားဗီယက်နမ်အမျိုးသားတစ်ယောက်ကိုတွေ့မြင်ကြရသည်ထူးထူးခြားခြားဟုဆိုရသည်မှာအခြားကြောင့်မဟုတ်သူ့အသက်အရွယ်ကြောင့်ပင်ဖြစ်သည်အိန္ဒိယကိုရီးယားအယာလန်အာရဗ်စသည့်နိုင်ငံများမှကိုယ်စားလှယ်များမှများသောအားဖြင့်အသက်အရွယ်တော်တန်ကြီး၍40ကျော်50ပတ်ဝန်းကျင်ရှိကြတော့လဲအီဗီယက်နမ်ကိုယ်စားလှယ်ဆိုသူမှမူအသက်30ပင်ဖြစ်သေးပဲလူရဲ့ဘာညာသာရှိသေးသောကြောင့်ဖြစ်သည်သို့သော် သူဒီအသက်ရွယ်နေမလိုက်အောင်အတွေ့အကြုံရှိနေသေးပါမှာလက်အောက်ကန်ကိုလိုနီနိုင်ငံသား၏ပြဿနာကိုအခြားသောကိုယ်စားလှယ်များနဲ့စိတ်အားထက်သန်စွာဆွေးနွေး၍ထက်ထက်မြက်မြက်တက်တက်ကြွကြွလုံစွာစီယုံကြရာဥယျာဉ်အကောက်ဟုသော သူ့အမည်မှာကိုလိုနီနိုင်ငံကိုယ်စားလှယ်များကြားတွင်ထင်ရှားလာခဲ့သည်ဥယျာဉ်အကောက်သည်ဗီယက်နမ်မျိုးချစ်ပုဂ္ဂိုလ်များအဖွဲ့ချုပ်၏ကိုစားဆိုပါဘာဆိုင်စစ်ပြည်ညရေးကွန်ဖရင့်တွင်လူလားကျင်များတင်ပြတောင်းဆိုခဲ့သည် ရင်းတောင်းဆိုချက်များတွင်အဓိကအဖြစ်ဒီရန်နံတွင်ကိုပိုင်အုတ်ချုပ်ရေးပီးရန်လွတ်လပ်စွာစီယုံဖွဲ့စည်းခွင့်လွတ်လပ်စွာကိုးကွယ်ခွင့်လွတ်လပ်စွာရေးသားပုံလိပ်ခွင့်လွတ်လပ်စွာလှုပ်ရှားခွင့်များပီးရန်နှင့်နိုင်ငံရေးအကျဉ်းသားမှန်သမျှလူငင်းချမ်းသာခွင့်ပီးရန်ဒီရန်နံနှင့်ပြင်သစ်လူမျိုးများချားတွင်အခွင့်အရေးဒိုင်းနုရေတူထားရှိရန်အရက်နှင့်ဘင်းကိုအထမ30ကျင်းနှင့်ချွေးတက်ဆွဲခြင်းစားခွင့်တော်ကောက်ချင်းများကိုလုံးဝဖျက်သိမ်းပေးရန် သည်တို့ပါဝင်နေအထက်ပါတောင်းဆိုကြညာကိုစစ်ပြေညင်းရေးအစည်းအဝေးကြီးကိုတင်ကြားကဲ့ရောက်ရမှာကမဟာမိတ်ကိုစလေအဖွဲ့များနဲ့ပြင်းထန်အမျိုးသားလွတ်တော်အမတ်များထံသို့လည်းပြပုခဲ့သည်ဤသို့ပထမကဘာစကြီးအပြီးနိုင်ငံပေါင်းစုံစစ်ပြေညင်းရေးအစည်းအဝေးကြီးတွင်ဗီယက်နမ်အမျိုးသားများ၏လူလာချက်ကိုပထမဆုံးကျင်းကဘာတိအောင်တင်ပြတောင်းဆိုခဲ့သည့်ငွေရင်အိုက်ကော့ဖ်သည်ဤသူများဖြစ်သည်နှင့်စင်စစ်ငွေရင်အိုက်ကော့ကချားသူမဟုတ် ပြင်တဲ့ပလဲကူတင်မော့ပေါ်တွင်တင်မော့သားအဖြစ်၎င်းမာဆင်းမြို့တွင်စေကံအဖြစ်၎င်းအင်္ဂလန်ပြည်ကတရန်ဟိုတယ်ကြီးတွင်ပကံစည်းသမားအဖြစ်၎င်းဘာဟုသောအမည်ဖြင့်ဘဝအမျိုးမျိုးကျင်လည်ခဲ့သည့်ဝိရင်တန်ကောဆရာတန်ပင်ဖြစ်သည်ဝိရင်တန်ကောပါသည်အင်္ဂလန်ပြည်ကတရန်ဟိုတယ်တွင်အလုပ်လုပ်နေခိုင်း1914ခုနှစ်တွင်ပထမကမ္ဘာစစ်ကြီးဖြစ်ပွားလာခဲ့သည်မြန်လင်မဲစစ်ကြီးဖြစ်ပေါ်လာသဖြင့်ဘာမှယုတ်တည့် ဘာလို့ရောက်ညီကိုပင်မသိအောင်ဖြစ်သွားမိသည်ထိုအချင်းကလက်ချက်စင်များဖြစ်ပေါ်ရခြင်းရဲ့အဓိကအခြေခံအကြောင်းတရားများကိုသိနားလည်ခြင်းမရှိသေးသဖြင့်ဘာသည်ဗြိတိရှစစ်တပ်ထက်သို့ဝန်ရံပင်ကြံ့ရွက်ခဲ့သည်သူအနေဖြင့်ဂျာမနီနှင့်တူရကီတို့အတရားသိမ်းပိုက်ထားသောနိုင်ငံကလေးများ၏လွတ်မြောက်ရေးအတွက်ဗြိတိရှတပ်ထဲဝင်၍တိုက်တင်သည်သူတစ်ပါးနိုင်ငံ၏လွတ်လပ်ရေးအတွက်တိုက်ခိုက်ခြင်းသည်မိမိနိုင်ငံလွတ်လပ်ရေးအတွက်တိုက်ချင်းမည်ဖြစ်သည်ဟု၍ဝေါ်ထားခဲ့သည်သို့သောဗြိတိရှစစ်ရုံးကသူ့အား ရေချင်းပြည်စုံဟုဆိုကလက်မှတ်သဖြင့်စစ်ထဲသို့မွန်ရပဲဖြစ်ခဲ့သည်သူ့ဖို့အင်္ဂလန်တွင်ဆက်နေ၍အကြောင်းထူးစရာမရှိစစ်ကြီးအတွင်းမိမိရန်နိုင်ငံရန်နံမျိုးသားများနှင့်အဆက်အသွယ်ရကြမှာပြင်သစ်နိုင်ငံသို့သွားမှဖြစ်မည်ဟုသဘောပေါက်မိသည်သို့တော်စစ်ကြီး၏အချိန်မှာတင်းတင်းတချာပြင်းထန်လာသဖြင့်တနိုင်ငံမှတနိုင်ငံကူးရန်မလွယ်ကူပဲဖြစ်နေသည်တုံးနေပင်စစ်ကြီးပြည်သူဆက်ဆဲ1919ခုနှစ်ရုရှားနိုင်ငံတွင် အော်တိုဘတ်တော်လည်းကြီးဖြစ်ပွားမည်ရတတပတ်နေငယ်လိုတွင်ပါသည်အင်္ဂလန်မှပြင်သစ်သို့ဖြစ်သည့်နေ့ဖြင့်အရောက်ကူးလာခဲ့သည်ပါသည်ပြင်သစ်နိုင်ငံသို့ရောက်လျောက်ချင်းဗီယက်နမ်မှထွက်ခွာလာကြတဲ့ကခံယူလာခဲ့သောသူ့နာမည်ကိုတညိုးပြောင်းလိုက်သည်အပြောင်းယူလည်းဖြစ်ဘာဟုသည့်အညီမှာတိမောသားဘဝအစီကံဘဝထမင်းကျက်ဘဝများတွင်တင့်တယ်လောက်ပတ်တော်လဲယခုကဲ့သို့ဗီယက်နမ်အမျိုးသားများနှင့်ဆက်သွယ်စည်းရုံး၍ဗီယက်နမ်လွတ်လပ်ရေးအတွက်ကြိုးပမ်းဆောင်ရွက်ရမည် ခါတမရ၌ဤနာမည်မှာမစီလျောမဲဆက်တော်ပဲဖြစ်နေသည်တို့ဖြစ်၍ဘာဟုသောအမည်ကိုဖျောက်ကဥယျင်အိုက်ကောဟုသောအမည်ကိုစီလျောအောင်ပြောင်းခဲ့ခြင်းဖြစ်သည်ဥယျင်အိုက်ကောဟုသောအမည်တွင်ဥယျင်မှာရေနံလူမျိုးများ၏မယိုးဖလာအစဉ်အလာအခေါ်အဝါဖြစ်သည်အိုက်ကောဟုသောအမည်မှာတိုင်းပြည်သို့မဟုတ်လူမျိုးဟု၍အဓိပ္ပာယ်ရသည်တို့ဖြစ်ရာဥယျင်အိုက်ကောဟုသောအမည်အဓိပ္ပာယ်အပြည့်စုံမှာတိုင်းပြည်ကိုချစ်သူအမျိုးကိုချစ်သူဖြစ်၍တနည်းအားဖြင့် အရက်သုံးစကားခေါ်ရဆိုရင် မောင်မျိုးချစ်ဟူသောအမည်မျိုးပင်ဖြစ်သည်။ဥယျာဉ်အကုတ်သည်ပြင်သစ်နိုင်ငံတွင်သူ့အရင်ရောက်နေကြသောဗီယက်နမ်အမျိုးသားများ၏အကူအညီဖြင့်နေရေးထိုင်ရေးကိစ္စဝဝတို့ကိုအစအစအဆင်ပြေအောင်ဖန်တီးနေထိုင်ခဲ့ရသည်။သူသည်ပထမတွင်ဖမ်မန်ထရောင်းဆိုသည့်ဗီယက်နမ်မိတ်ဆွေတယောက်နှင့်အတူပဲရီမြို့တော်မကတရက်ကွန်၌အင်္ဂန်းငှား၍နေထိုင်ခဲ့ကြသည်။ထို့နောက်ကိုဗလင်လန်အိမ်မှ၆တောင်းရှိခဲ့ကြသည်။ထို့မှတစ်ဖက် အခြားပြည်နယ်မိတ်ဆွေများနဲ့အတူကွန်ပွင့်လမ်းကြားကလေးအတွင်းရှိအခန်းအမှတ်၉တွင်စူတဝဲတဲ့စူပောင်းနေထိုင်ကြသည်ပဲရညုတ်ကဲ့သို့သောမြို့ကြီးတမျိုးတွင်အလုံးမရှိဘဲနေသွားရန်လောကောင်ဖြစ်နိုင်သည့်အတွက်ဝိညာဉ်အကုတ်သည်အသက်မူဝန်ကြောင့်လောတစ်ခုကိုတင်ကြားလုပ်ကင်ကြရသည်ထို့အလုံးမှာဓာတ်ပုံအဟောင်းများကိုစိတ်သားထက်တင်၍အချောကန်သည့်အလုပ်ဖြစ်သည်ငွေရင်သည် ထို့လုပ်ငန်းကိုရခင်ကလောကောင်မြင်ဘူးမတင်ဘူးပဲယခုပဲတရောက်မှသူနှင့်အတူနေထိုင်သည့် ဖန်ချုပ်ထရန်ဆိုသည့်ရင်းနှံမဆွေတူကကုညီတင်ကြပေးသည့်ဖြင့်တက်မြောက်ခဲ့ခြင်းဖြစ်သည်။တင်ဤမိသားစုတပ်ပုံများကိုရာသပ်ပံအမှတ်တရတင်စီထားလိုပါကငွေရင်အကူထိုင်တွင်အချောပြန်မှာလှပသောပေါင်းဖြင့်လှပသောတပ်ပုံတပုံလင်း55ချက်ထိုချင်းကပဲရီမြို့ထုံလာဗီအိုဗရီတရင်လာတွင်တပ်ပုံအချောပြန်စရာငွေရင်အကူ၏တောညာတူကလေးကို အထက်ပါတိုင်တွေ့ရသည်။ဤလုံမှာစီးပွားရေးရာတတိဖြစ်ကချမ်းသာနိုင်သည့်အလုံမဟုတ်တော့လဲ အထိုက်အလျောက်တစ်ဖက်တစ်လမ်းမှာအထောက်အကူရသည့်လုပ်ငန်းဖြစ်ရန်ငွေရင်မှာပဲရိမြို့တော်တွင် စားရေးတော်ရေးအတွက်မပူမူပင်ရပဲအခြားတစ်ဖက်မှာသူ့ရည်ချက်ကိုလည်းမပြတ်အောင်လှုပ်ဆောင်ခဲ့သည်ငွေရင်သည်ပဲရိမြို့တော်တွင်နေထိုင်လျက်ရှိကြသောဗီယက်နမ်အမျိုးသားများကို သူနှင့်စိတ်တူသဘောတူရည်ချက်ချင်းတူသည့်ဖမန်ထရာဖန်ချုပ်ထရင်နှင့်ငွေရင်တီတရူရင်စသောရုပ်ချေပုံကူများ၏အကူအညီဖြင့်ပုံစော်စီယုံခဲ့သည်၎င်းတို့အနက်မှဖမန်ထရောင်းမှာ ဗီယက်နမ်တွင်ရှိစဉ်က NM ညီရှိတိုးတက်သောသတင်းစာတွင်အရိတာအဖြစ်ဆောင်ရွက်ခဲ့သူဖြစ်သည်ထိုသတင်းစာမှာကွန်မြူနစ်ပြညာစာတမ်းကြီးကိုဗီယက်နမ်ဘာသာဖြင့်ပထမဆုံးအကြိမ်ပုံနှိပ်ဖော်ပြခဲ့သည့်ဖြစ်အထူးပဲထင်ရှားခဲ့သည်ဟန်ချိုထရန်မှာလည်းဗီယက်နမ်တွင်ရှိစဉ်ကပြင်သစ်ဘီယင်ကန်အားမျိုးသားပြည်ပြင်ပြောင်းလဲရေးလုပ်ငန်းများအတွက်စာဖြင့်ရေးသားတောင်းဆိုခဲ့ခြင်းလို့ချေလှူရှာမှုများတွင်ပါဝင်ခဲ့ရမှဂျွန်းတို့အပုတ်ခံခဲ့ရခြင်းစသည်တို့ကြောင့်ထင်ရှားသောပုံကတူဖြစ်သည် အခြားတယောက်ဖြစ်သောငုံရင်ထရိုရင်ကလည်းလူတက်သောအယူဆညာရှိ၍ပြင်သစ်နိုင်ငံရောက်ဗီယက်နမ်လူငညာအကြားတွင်ထင်ရှားသူတူဖြစ်သည်ငုံရင်သည်ဤပုဂ္ဂိုလ်များ၏အကူအညီဖြင့်အခြားသောဗီယက်နမ်အမျိုးသားများအားလှုံ့ဆော်စီရင်ကဗီယက်နမ်မျိုးချစ်များအစီရင်ကိုစတင်တည်ထောင်ခဲ့သည်ထို့အချိန်တွင်စစ်ကြီးပြည်ဆုံးမည်ဖြစ်ရာစစ်ကြီးအတွင်းကအင်္ဂလိပ်ပြင်သစ်ကောင်းဆောင်ကြီးများ၏လက်အောက်ခံကိုလိုနီနိုင်ငံများနှင့်ပတ်သက်၍ပြောဆိုပြည့်ရက်ခဲ့သည့်ဂရိစကားများအရနိုင်ငံငယ်ကလေးများမှာ နေချင်းညာချင်းပင်လွတ်လပ်ရတော့မလို့ဖြစ်နေတယ်။ထိုနိုင်ငံများမှပြိနေကံပြည်သူများနေဖြင့်စစ်အတွင်းကနိုင်ငံချင်းများမှခေါင်းဆောင်ချင်းများ၏ပကြက်ချက်များနဲ့မိကုံများပေါ်တွင်ညှို့လင်းချက်ကြီးတကွဲသားဖြင့်ရှိနေကြသည်။ဤတော်တွင်အမေရိကန်သမ္မတရီစင်၏၁၄ချက်မိကုံကြီးကိုကြားလိုက်ကြရသောအခါနေချက်နိုင်ငံချင်းများ၏ကျွန်းတပေါက်ဘဝကိုနှစ်ပေါင်းများစွာကြာရောက်နေကြရသည့်အငင်းစဲကံကဘာပြည်သူလူထုကြီးမှဝမ်းမြဝမ်းသာနှစ်ထောင်အားရဖြစ်မိကြသည်။ထို့အပြင် 1919ခုနှစ်အောက်တိုဘာလတွင်ရုရှားပြည်တွင်ပြစီမဲ့စင်ရဲသားနင်းကြားလူလူကြီးကမဟာအောက်တိုဘာတော်လှန်ရေးကိုအောင်မြင်စွာဆင်းရဲ၍အလုံသမားအဖြစ်ပြက်ကြီးမှလည်းပူပူနွေ့နွေ့ကြရရိုက်လျက်ပြန်ရှိသေးသည်ဤသို့သောအချိန်ခါနှင့်အချိန်တွေတွင်ဗားဆိုင်ဖြုန်၌စစ်ပြေငြိမ်းရေးအစီအွေကြီးကိုခေါ်ယူကျင်းပကြရလောက်ကနိုင်ငံငယ်များမှမြို့ချေပုဂ္ဂိုလ်များနှင့်ပညာတတ်ခေါဆောင်များသည်အပြေးလွှားလာရောက်ကြ၍မြို့သားရေးလှလကြများလွတ်လပ်ရေးနှင့် ီမိုကရေစီရတောင်းဆိုချက်များကိုတင်ပြတောင်းဆိုကြတဲ့သို့တော့ပထမကမ္ဘာစစ်ကြီးဖြစ်ပေါ်ရခြင်း၏အဓိကအကြောင်းရင်းမှာလက်ချက်သမားချင်းချင်းကမ္ဘာကြီးကိုခွဲဝေကြရမှအဝေးမတည့်သဖြင့်ပဋိပက္ခဖြစ်ကပောက်ကွဲခဲ့ရခြင်းဖြစ်သည်ကိုထိုအချိန်ကလူနည်းစုလူတို့ကြီးမှသဘောမပေါက်နားမလည်နိုင်သေးပဲရှိနေကြဆဲဖြစ်သည်။သို့ဖြင့်လက်ချက်သမားများသည်မိမိတို့အခြေချင်းအဝေးမတည့်ရမှဖြစ်ပေါ်လာခဲ့သည့်ကမ္ဘာစစ်ကြီးတွင်စစ်ချုံးသူများ၏ကိုလိုနီနိုင်ငံများကို စစ်နိုင်သူများကအောင်သေးအောင်သားအဖြစ်ခွဲဝေစားတော့ကြရန်ဘာဆိုင်မြို့၌စစ်ပြည်ငြိမ်းရေးစိုက်မှုတင်ကအစည်းအဝေးကျင်းပခဲ့ခြင်းသာဖြစ်ရာလောက်ခံနိုင်ငံများမှအဖိနစ်ကံပြည်သူများ၏လူလားချက်များတောင်းဆိုချက်များနဲ့တနာချက်များမှာအရာမထင်ပဲစာရွက်ပေါ်နဲ့လေထဲတွင်ပင်ပျောက်ကွယ်သွားကြရသည်ဒီထဲတွင်ဗီယက်နမ်အမျိုးသားများ၏ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရှိရေးတန်းတူညီညွတ်ရေးနှင့်ဒီမိုကရေစီတောင်းဆိုချက်များလည်းအပါအဝင်ဖြစ်ကအရာမထင်ဖြစ်ကြရသည်သို့သော် ရင်းတို့ရာမထင်ဖြစ်ခဲ့သည့်အတွက်ငွေရင်သည်စိတ်မပြတ်မီအာမငယ်မီနေချက်တမား၏မူတာဝါဒနှင့်နေချက်စနစ်၏တဘာဝကိုသင်ငန်းစာအဖြစ်သိရှိနားလည်လိုက်ရခြင်းသည်ဖြင့်သူ့အတွက်အငတ်ဟုသဘောထားခဲ့သည်အထူးသဖြင့်ဆိုပါဘာဆိုင်စစ်ပညာရေးကွန်ဖရင့်ကြီးတွင်ယခုကဲ့သို့လူသိနေကြတောင်းဆိုချက်များတင်ပြလိုက်ရခြင်းဖြင့်မိမိတို့လက်အောက်ခံကိုလိုနီနိုင်ငံများမှပြည်သူများ၏နှိုးကြားတက်ကြွမှုကိုနေချက်တမားများကတတိပြုလိုက်ရသည်မှာလည်း တစုံတစ်ခုသောအတိုင်းအတာတည်းထူးခြားပြောင်းလဲလာသည့်လက္ခဏာတရားဟုသတ်မှတ်ယူဆခဲ့သည်။ထို့နောက်ငွေရင်သည်ဘာဆိုင်ညိုစစ်ပြင်းရင်းရေးကုန်ပတ်ကြီးတွင်ရင်းတို့အရာမတင်ဖြစ်ခဲ့ရသည့်မိမိတို့ရေနံမျိုးတညာ၏လူလာတောက်ဆိုချင်များကိုယခုထက်ပို၍လူအများသိအောင်ပုံနှိပ်ဆက်ဖြင့်ပုံနှိပ်၍ဖြန့်ချီခဲ့သည်။ပုံနှိပ်ထားသောရင်းတောင်းဆိုချက် စာတမ်းကိုပဲရမြို့ပေါ်ရှိဗီယက်နမ်မျိုးသမျှထံမှာကပြင်သစ်တနင်္ဂနွေရှိဗီယက်နမ်မျိုးသမျှထံပါ ပေးပို့လှုံ့ဆော်ခဲ့သည်။ပြင်သစ်စစ်တပ်တွင်အမှုထမ်းနေကြသည့်ဗီယက်နမ်မျိုးသားများထံလည်းရောက်အောင်ပို့ပေးခဲ့သည်။ပြင်သစ်စုံတော်များနှင့်ပလေးရာရှိများသည်ပြင်သစ်စစ်တပ်အတွင်းဗီယက်နမ်မျိုးသားများထံအစုံတစ်ယောက်ကနိုင်ငံရေးအရလှုံ့ဆော်သည့်စာရွက်စာတမ်းများဖြန့်ဝေနေသည်ဟုသောသတင်းအရတက်ရောက်ရှာဖွေခြင်းစာရွက်စာတမ်းများသိသိချင်းစသည်ဖြင့်အပူရပြင်းအရေးယူလာကြရာမူလကဤစာရွက်များကိုတာမန်မျှသဘောထားကြသည့်ဗီယက်နမ်ရတသားစစ်သားများသည် ်ယခုပို၍အလေးနက်ထားကဖတ်ရှုလာကြသည်အချင်းချင်းဆွေးနွေးလာကြသည်ဤသို့ချင်းသူတို့သည်မိမိတို့တိုင်းပြည်နှင့်လူမျိုး၏အကျိုးစီးပွားများကိုဒုလသောနိုင်ငံရေးအသိတရားများကလိုကြားလာကြသည်ထို့ပြင်ငွေရင်သည်အဆိုပါတောင်းဆိုချက်စာတမ်းများကိုဗီယက်နမ်သို့မရောက်ရောက်အောင်ပို့ခဲ့သည်တည်းသူပို့လိုက်သည့်စာရွက်စာတမ်းများမှာဗီယက်နမ်ရှိပြင်သစ်အာဏာပိုင်များနှင့်နှိစက်သူများထံသို့သာရောက်၍လူတို့အဖွဲ့အစည်းများနှင့်ထင်ရှားသည့်နိုင်ငံရေးသမားများ တိုးတက်တော့ခေါင်းဆောင်များထံမရောက်ဖဲဖြစ်ခဲ့သည်ထို့သောရင်းတို့ပြင်းသိမ်းမှတုတ်ဘရောက်ရှိလာသည့်ပုံစော်ရေးစာတမ်းပါချက်လက်များကိုချုတ်ချသည့်သဘောမထီလေးစားလောင်ပြောင်နှိမ့်ချသည့်သဘောဖြင့်ပြင်းသိအနာပညာကဗီယက်နမ်သတင်းစာများထဲတွင်အပြည့်အစုံပုံနှိပ်ဖော်ပြကြသည်ဤသို့ဖြင့်စာတမ်းမှအချက်လက်တင်ပြချက်များကိုဗီယက်နမ်ပြည်သူလူထုကြီးတရလုံးသိရှိကြကြ၍ပြင်းသိနေချက်ဆက်ကြီးစိတ်ဓာတ်များကြေပြန့်ကြီးထွက်လာကြရာဤအတွက် ပြင်သစ်အနာပိုင်များကိုပင်ကျေးဇူးတင်စရာဖြစ်ခဲ့ရသည်။ငွေရင်သည်ထို့သို့လက်တွေ့လုံဆောင်ရမည်နေရာတွင်ထိရောက်ကြဲကြဲအောင်လုံဆောင်ခဲ့သည်။သဘောတရားကြီးရနှင့်ပတ်သက်၍လည်းရခိုင်ခတ်တဲ့ပေါ်၍လိလမတာစီပူခြင်းညာပြုလုပ်ခဲ့သည်။ဓာတ်ပုံအချောပြင်သည့်လုပ်ငန်းများအငြေတန်းမအားမလဲအောင်လုပ်နေရသည့်လုံမျိုးမဟုတ်သည်လျ။ငွေရင်သည်အလုံးမရှိသည့်အချိန်ညာတွင်နိုင်ငံရေးစာဟုတ်စာတမ်းများကိုစူးစမ်းပန်းစားဖတ်ရှုလေ့လာခဲ့သည်။ထိုစဉ်ကပဲရစ်မြို့တော် ကျွန်တော်တပီးလန်းရှိ help ဆိုသူဤစာအုပ်ဆိုင်မှာကိုရင်အိုက်ကိုအမြဲတမ်းသွားလာလေရှိသည့်ဆိုင်ဖြစ်တယ်။ထိုစာအုပ်ဆိုင်တွင်နိုင်ငံရေးဆန်နယ်စဲများဆုံဆုံလင်းရရှိနိုင်သည့်ဖြစ်ရာထင်ရှားသည့်ပြင်သစ်နိုင်ငံသမားများအလုပ်သမားကောင်းဆောင်များနှင့် တိုးတက်သည့်စာရေးဆရာတရင်းစာဆရာများထိုဆိုင်သို့မကြာခဏလာရောက်လေရှိကြသည်။ထို့ဖြင့်ငွေရင်သည်အဆိုပါနိုင်ငံသမားများကောင်းဆောင်များတရင်းစာဆရာစာရေးဆရာများဖြင့်အတိအကျွမ်းချက်ကတစားတစခင်မင်ရင်းနှီးလာခဲ့သည်။ သူတို့နဲ့နိုင်ငံရေးတက်တနာများဆွေးနွေးခြင်းသဘောတရားရေးဆိုင်ရာအတွေ့အကြုံများအပြန်အလှန်ဖလှယ်ခြင်းဖြင့်ငွေရင်းတည်းတင်းဒီတခြားပုံမိုးရင်းကျက်လာခဲ့သည်ပို၍လုတ်တက်လာခဲ့သည်နောက်ဆုံးနိုင်ငွေရင်းတည်းအဆိုပါပုဂ္ဂိုလ်များ၏တိုက်တွန်းအားပေးမှုဖြင့်ဆိုရှယ်လစ်လူငယ်များအဖွဲ့ဝင်တယောက်ဖြစ်လာခဲ့သည်ဒီရန်နယ်လူငယ်များအဖွဲ့ဝင်တယောက်အနေဖြင့်ယခုကဲ့သို့ပြင်သစ်ဆိုရှယ်လစ်လူငယ်များအဖွဲ့တွင်ပါဝင်ခဲ့သည်မှာငွေရင်းတည်းပထမဆုံးပင်ဖြစ်သည်အနန္တညုတ်တော် ကတန်ဟိုတယ်ကြီးတွင်အစီကံဘွားဖြင့်ရုံးကန်နေထိုင်ရင်းအချိန်ကာနှင့်အချိန်တွေကိုစောင့်ဆိုင်းနေခဲ့တော့ပါသည်ပထမကမ္ဘာစစ်ကြီးအပြီးတွင်မဟာအော်တိုဘာဆိုရှယ်လစ်တော်လှန်ရေးကြီးအောင်ပွဲနှင့်အတူနိုင်ငံတကာမှအဖိနစ်ကန်လူလူကြီးနိုးကြားတကြွမှုကိုအကြောင်းပြု၍အပြည်ပြည်ဆိုင်ရာလက်ချက်ဆက်ကြေလှုပ်ရှားမှုကြီးစိတ်မှန်တော်လမ်းစာကို ရှာဖွေရန်ငွေရင်အိုက်ကုတ်ဟူသောအမည်ဖြင့်ပြင်သစ်နိုင်ငံသို့ရောက်ရှိလာခဲ့သည်ယခုသူ့အတွက်လမ်းစာတွေ့လေပြီ။